ယောက်ျားတိုင်းအထူးယူရလောက်အောင်အရေးပြားလေးပန်းနာခန်းစားနေရတဲ့အမျိုးသမီးအပေါ်မှာမြစ်တာစင်းနဲ့ပြုစုဆောင်ရှောက်နေတဲ့ခင်ပွန်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေအမျိုးသမီးတွေအတွက်တော့လက်တွဲပေါ်ကောင်းရွေးချယ်ရတယ်ဆိုတာထီထိုးသလိုကန်ဆန်းရတာမျိုးဖြစ်ပါတယ်နေမကောင်းမကျန်းမာတဲ့အချိန်မှာခင်ပွန်ကောင်းစိတ်မရှိတဲ့သူတွေနဲ့တွေ့ရင်ပိုပြီးဟိုစိတ်ညစ်ရပါတယ်ဒါပေမဲ့ဒီအမျိုးသားကတော့ယောက်ျားတိုင်းအထူးယူစရာကောင်းလောက်အောင်ကိုတာဝန်ကျေပွန်ခဲ့တာဖြစ်ပါတယ်ဇနီးဖြစ်သူမတ်တိန်ကီကလေးဘနာယောဂကိုခံစားနေခဲ့ရတာကြားပါပြီအရေးပြားလေးဘနာယောဂကို ခံစားနေရတာဖြစ်ပြီးတော့အခုလက်ရှိမှာယောဂအခြေအနေကတော်တော်လေးကိုဆိုးလာခဲ့ပါတယ်။ဒီယောဂဖြစ်နေတယ်ဆိုတာကိုတီတီနဲ့ကိုကိုရန်နိုင်အောင်က စနီးတဲ့ကိုလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ကိုရန်နိုင်အောင်ကမတ်သိန်ကြီးကိုငငယ်ကလေးရချစ်ခဲ့တာပါငယ်ချစ်တယ်လည်းဖြစ်ပေမဲ့ဘဝအခြေအနေကြောင့်မို့လက်မထက်ဖြစ်ကြပါဘူးလွန်ခဲ့တဲ့9နှစ်လောက်ကမှသာလက်ထက်ဖြစ်ခဲ့တာပါလက်ထက်ခါစားတော့ကတော့မတ်သိန်ကြီးရဲ့ယောဂအခြေအနေကအရင်ကြီးမဆိုးသေးပါဘူးသွားလာနိုင်တယ်လို့အိမ်တော်ကြီးအတွက်လိုအပ်တာတွေကိုနှစ်ယောက်သားရှာဖွေစုဆောင်းနေတာဖြစ်ပါတယ်ဒါပေမဲ့အိမ်တော်သက်2နှစ်လောက်မှာတော့မတ်သိန်ကြီးရဲ့ယောဂအခြေအနေကဆိုးဝါးလာခဲ့ပါတယ်အရေးပြားလေးဘက်နာယောဂကယောဂဖြစ်နေပြီဆို ရာကိုစားသီးတဲ့အချိန်ကလေးကစေးပုံမှန်တောင်းမှသာအဆင်ပြေတာပါစေးပုံမှန်မတောင်းဘူးဆိုပြီးတော့ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိလာခဲ့တာဖြစ်ပါတယ်ခန္ဓာကိုယ်ကလည်းအရေအားနဲ့မတူတော့အောင်ကိုအားရကျသွားခဲ့တာပါမတိန်ကြီးကရွာမှာဆိုရင်အချောဆုံးအလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လဲခင်ပွန်းဖြစ်သူကချစ်ခဲ့ရတာပါအခုလက်ရှိအချိန်မှာတော့မတိန်ကြီးကအရင်နဲ့မတူတော့ပဲရုပ်လဲအရန်ကိုကျသွားခဲ့ရတာပါမတိန်ကြီးကသူ့ကိုယ်သူကြည်ရင်တဲ့အောင်စိတ်ပြတ်အာရုံနေတာဖြစ်ပါတယ် တစ်ချိန်လုံးကလာပါခဲ့တာတွေလည်းမရှိတော့ပဲအယူပေါ်အရင်တင်ဆိုတဲ့အခြေအနေကိုရောက်ရှိတာပါဒါပေမဲ့လည်းခင်မွန်းဖြစ်သူကစိတ်ပြတ်အာရုံသွားတာမျိုးလုံးဝမရှိပါဘူးသူအတွက်တော့ဇနီးဖြစ်သူကိုရုပ်ရည်တစ်ခုတည်းကိုကြည့်ပြီးတော့လက်ထက်ခဲ့တာမဟုတ်ပါဘူးငငယ်ကလေးကချက်ခဲ့ရတဲ့ငယ်ချစ်ဖြစ်တဲ့အတွက်တစ်တလုံးအတူတူပေါင်းသင်းမယ်လို့ရည်ရွယ်ထားတာပါဒါကြောင့်မို့လဲအခုလက်ရှိအချိန်မှာအမျိုးသမီးဖြစ်သူကိုသူကိုယ်တိုင်သာပြုစုပေးနေတာဖြစ်ပါတယ်ဇနီးဖြစ်သူမဲ့တင်ကြီးကအခုဆိုရင်အရေးပြားလေးပဲနာယောဂအကြောင်းမို့ခန္ဓာကိုယ်တစ်ခုလုံးပူ ကျင့်နေရတာပါအချိန်တိုင်းပူနေတာမို့တခါတလေဆိုရင်နေတောင်မှမနေနိုင်ပါဘူးစေးသားပုံမှန်တောက်မယ်ဆိုရင်တော့အခုလိုအချိန်နေဆိုးမှာမဟုတ်ပါဘူးဒါပေမဲ့မတ်တိန်ကီတို့ကခက်ခဲချက်တင်းနေတာမို့စေးလဲပုံမှန်ဝယ်မတောက်နိုင်ပါဘူးစေးမတောက်ရတဲ့အချိန်နေမှာဆိုအရေးပြားလေးပဲနာပို့ပြီးတော့ဆိုးဝါးလာခဲ့ရပါခင်မွန်ဖြစ်သူကစေးဘူးအတွက်လည်းအလုံးလုံးဝသလိုမတ်တိန်ကီအတွက်လည်းကိုပြီးရင်ပြီးပြုစုဆောင်ရှောက်ပေးနေရတာဖြစ်ပါတယ်မတ်တိန်ကီရဲ့ခန္ဓာကိုယ်တစ်ခုလုံးပူလာတဲ့အချိန်ဆိုခင်မွန် ွန်ဖြစ်သူကရေဘက်တိုက်ပေးရတာဖြစ်ပါတယ်ရေဘက်တိုက်ပေးပြီးရင်လဲနိုင်ဝဲလောက်ဆိုရင်ခန္ဓာကိုယ်ကပြန်ပြီးတော့ပူလာပါပြီဒီလိုနဲ့ပဲတရက်တောင်ကိုဖျက်သန်းနေရတာမို့ညဆိုလဲကောင်းကောင်းကြီးမအေးရပါဘူးဇနီးဖြစ်သူကတော့ဒီဘဝရို့လဲညင်းငွေ့လို့နေပါပြီဒါအပြင်ခင်ပွန်ဖြစ်သူကသူမကိုမပြစ်သွားပဲအချိန်ဖြစ်ဂီယူဆိုင်ပေးနေတာကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေရတာပါ သူခံစားနေရတာမကြည့်ရဘူး။သူယောဂသာပြောင်းမယ်ဆိုကျွန်တော်ဘာမှစိုးလို့ပြီးနိုင်နေ။သူ့ကိုငငယ်တည်းကချစ်ခဲ့ရတာပါ။သူယောဂပြောက်သွားရင်ကျွန်တော်ဘဝတစ်ခုလုံးအရာရာပြည့်စုံသွားပါပြီဆိုပြီးတော့ခင်မွန်းဖြစ်သူကဖွင့်ရထားတာပါ။ခင်မွန်းဖြစ်သူရဲ့စကားကြောင့်မတင်ကီကတော့ချီနူးပီတီဖြစ်နေရတာပါ။နေမကောင်းတဲ့အချိန်မှာခြေရသူကဘေးနားကနေမငင်းညူပဲရှိနေပေးတာနဲ့တင် အားရပြည့်နေရတာဖြစ်ပါတယ်။အားကြောင့်အတူယူစရာကောင်းတဲ့ခင်မွန်းဖြစ်သူရဲ့စိတ်ထားအပေါ်လေးစား အားကျနေပြီလားပရိသတ်ကြီးရောကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်